အားလုံးပဲမင်္ဂလာပါများကောင်းစက်တဲ့င်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တည်စီရန်တောင်းဆိုလာတဲ့အမျိုးသားတို့ရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီဗီဒီယိုဖိုင်လေးမှာအမျိုးသားကဘလို့အကြောင်းအရာတွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်တည်စီရန်ပြောဆိုထားတဲ့လေဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေပါပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့င်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကိုထွန်းမြတ်နိုင်ရေကိုထွန်းမြတ်နိုင်ဟဲ့လားဘာလို့မလဲနော်ဘာလို့မလဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနောက်တကားကြီးကတော့အပွင့်နေပြီဝင်လာဖို့ပဲရှိတော့တယ်နော်ဝင်လို့ရပြီဝင်လာဖို့ပဲကြံတော့တယ်ဟဲ့လားအခုကျွန်တော်တို့မင်္ဂလာတက်ကနေပြီးတော့အခုဒါမြောက်ပြပြီးတော့ဆန်တောင်းနေပါပြီနော်မြောက်ပြပြီးတော့ဒါဆန်တောင်းနေပြီသူတို့ရဲ့ဒီနှစ်ပေါင်းတရာဝန်းကျင်ခန့်လောက်မှာသူတို့နိုင်ငံကြီးကမသေးချာတော့ဘူးဟဲ့လားမသေးချာတော့တာဘာမသေးချာလဲဆိုတော့သူတို့နိုင်ငံကအမတမအန္တရာယ်များတယ်နော်ရေအောက်ကိုရောက်သွားနိုင်တယ်ဟဲ့လားပင်လယ်ရေတွေမြင့်လာတဲ့အများသူတို့နိုင်ငံကလည်းဟဲ့လား ဒါရေလွှမ်းမိုးလာပြီးရေတက်လာပြီးဆိုရင်ဒါတို့နေစရာနေရာတွေကအမတန်ဘာကျင်းပြောင်းသွားပြီနော်နေဖို့ဒီလူဦးရေဒီလောက်များပြားတဲ့လူဘင်္ဂလားတက်နိုင်ငံလူဦးတွေလောက်ထူထပ်နေတာနောက်နှစ်ပေါင်း90တရားဒီလောက်ဖြစ်လာပြီးဆိုနေစရာနေရာရလည်းမရှိတော့ဟုတ်လားအဲ့ဒီလိုခက်ခဲပြဿနာတွေရှိတယ်အဲ့တော့အခုတော့ဘင်္ဂါလီဆိုတဲ့အဲ့ဒါလူမျိုးစုကိုတို့နိုင်ငံသားပါမြန်မာနိုင်ငံသားပါဆိုပြီးတော့အခုအဲ့ဒါတို့ကအကြောက်ကန်ညင်းပြီးတော့ဒါအခု မြောက်ပြပြီးတော့ဆန်တောင်းနေတဲ့အဆင့်ဖြစ်နေပြီနော်အဲကျွန်တော်တို့ရခိုင်ပြည်နယ်ကြီးကိုခွဲထွက်ပြီးတော့လာပေးဖို့နော်ရခိုင်ပြည်နယ်ကိုပေးဖို့ဒါတရုတ်ကိုအကူအညီတောင်းနေဒါအရှိမလည်းရှိခဲ့ပြီပါတယ်နော်ကမ္ဘာနိုင်ငံဒါနိုင်ငံကြီးဆရာကြီးဟာလာတို့အကူအညီတောင်းပြီးတော့ဒါရခိုင်ပြည်နယ်ကိုဟိုရယူဖို့အတွက်ကိုတို့နေလန်းအမျိုးစုံနဲ့ကြိုးစားခဲ့တာလေဒါအားလုံးအသိပဲဟုတ်လားအခုလည်းတရုတ်ကိုအကူအညီတောင်းပြီးတော့ဒါတို့ကနေဒါဒီရခိုင်ပြည်နယ်ကိုဒါဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ ဒါပင်ကလေးလူမျိုးတွေကိုထားဖို့ဆိုပြီးတော့ဒါခွဲထွက်ဖို့ခွဲထွက်ပြီးသားတောင်းနေပါလားအဲ့တော့ကိုထွန်းမျက်နှာရင်ဘာလုံးမလဲလို့ကျွန်တော်ပြောချင်ပါတယ်เนาะကျွန်တော်တို့တွေကကိုထွန်းမျက်နှာရင်လို့ဆိုရခိုင်လူမျိုးတွေဆိုရဲဗုဒ္ဓဘာသာလူမျိုးတွေပဲเนาะကျွန်တော်တို့မမာတွေကျွန်တော်မြန်မာလူမျိုးတွေတော်များများလဲဗုဒ္ဓဘာသာဒါတာသမီတွေဆွေတော်မျိုးတော်တွေပဲเนาะကျွန်တော်တို့ကတော့ရှင်းပြရခိုင်ရဗမာတွေတော့မဟုတ်ဘူး ဗုဒ္ဓသံသမီးတွေဗုဒ္ဓရဲ့ဗုဒ္ဓရဲ့ဆွေတော်မျိုးတော်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အဆုံးရှုံးမခံနိုင်ပါဘူးကိုတိုင်းရင်သားတွေနော်ကိုရဲ့တိုင်းရင်သားတွေရခိုင်လူမျိုးတွေဆိုတာကလည်းတရားတော်တွေဗုဒ္ဓအဆုံးအမတွေပေါ့နော်တော်တော်လေးကိုယူသေးကိုင်းဆိုင်နေလူမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့နှမျောပါတယ်နော်အရင်နဲ့နှမျောပါတယ်ကျွန်တော်တန်ဖိုးလဲထားပါတယ်နော်အဲ့ဒီအတွက်ကိုကျွန်တော်ကဒါဟိုမြေတာရက်ခန့်ကျင်တာကတော့နော်စီလုံးတင့်ပြီလို့လားကိုနိုင်ငံသားတွေနဲ့ကိုရဲ့ပြည်သူတွေနဲ့စီလုံးတင့်နေပြီနော် အဲ့လိုအစုံရောက်ဝါဒအစုံရောက်ဟလာအယူအဆတွေတော့မရှိသင့်တော့ဘူးလို့ထင်ပါတယ်เนาะနောက်တခါကြီးကလည်းပွင့်နေပါပြီဟလာတရုတ်ဆိုတာလည်းယုံလို့မရပါဘူးเนาะတရုတ်ဆိုတဲ့လူမျိုးကလည်းယုံလို့မရကျွန်တော်မြန်မာနိုင်ငံပေါ်မှာဘယ်တုန်းကမှကောင်းခဲ့တဲ့နာလူမျိုးမဟုတ်ပါနိုင်ငံမဟုတ်ပါဘူးတရုတ်ကလည်းသိလားအဲ့ဒါဘာဖြစ်လဲဆိုတော့အခု तू ကောင်းပြနေတဲ့ပုံစံမျိုးလေးလုပ်နေတာဟာလေအမှန်တကယ်သူ့မှာဟလာရွေးချယ်စရာလမ်းမရှိတော့လို့ तू ဟာလာမြန်မာနိုင်ငံပေါ်ကောင်းတဲ့ရအောင် तू ပြနေတယ်တရုတ်ကဟုတ်လားအဲ့တော့ဒီ အနောက်နိုင်ငံကြီးအင်အားကြီးနိုင်ငံကြီးတွေကပိတ်ဆို့လိုက်မယ်ဆိုရင်ပင်လယ်ပိုင်းတွေမှာဟာလာပိတ်ဆို့လိုက်မယ်ဆိုရင်သူ့အတွက်ထွက်ပေါက်မရှိတော့တယ်ဟာလာစီးရေးအမြင်ဟာလာစီးပွားရေးအမြင်ဟာထွက်ပေါက်မရှိတော့လို့ဒါကြောင့်မြန်မာနိုင်ငံဘင်္ဂလားဒေ့နိုင်ငံတွေကိုဒါဟာလာသူ့အတွက်အရန်အသုံးတဲတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကိုသူကနေပြီးတော့အလိုက်အသင့်ဒါသူတုတ်ပြီးတော့ဒါကောင်းပြနေတာပါနော်မြန်မာနိုင်ငံဟာလည်းတရုတ်ပေါ်လုံးဝရုံးလို့မရပါဘူးအခုတော့ဘင်္ဂလားဒေ့ကလည်း တို့နိုင်ငံပေါ်မှာအဲ့ဒီလိုမျိုးလေးတွေရောက်ပြပြီးတော့ဆန်တောင်းတဲ့အနေအထားကိုရောက်နေပါပြီလို့เนาะကျွန်တော်ပြောချင်တာအဲ့ဒါကိုကိုထုံးမြနိုင်ငံကဘာလုပ်မှာလဲဟလာရခိုင်ပြည်နယ်ကိုဘလို့တာဝန်ယူမှာလဲအဲ့ဒါစစ်တပ်ကိုတော့မောင်းထုတ်လိုက်တယ်စစ်တပ်ကိုမောင်းထုတ်လိုက်ပြီးတိုက်ထုတ်တယ်မောင်းထုတ်တယ်လုပ်တယ်ဟုတ်ပြီကိုထုံးမြနိုင်တို့ရခိုင်တပ်မတော်ကြီးကတော့ဘလို့မျိုးရခိုင်ပြည်နယ်ကိုကာကွယ်မှာလဲဟာကျွန်တော်ကတော့ရခိုင်မျိုးမဟုတ်ဘူးဆိုပေမဲ့เนาะဒါဆွေတော်မျိုးတော်တွေဟလာအဘုဒ္ဓရဲ့ဆွေတော်မျိုးတော်တွေဖြစ်တဲ့အတွက်အမတန်မှချစ်ခင်ရတဲ့ရခိုင်လူမျိုးတွေဖြစ်တယ်ဘုဒ္ဓရဲ့ဆုံးမတော်ကိုလေးစားလိုက်နာ အယူသေးမြန်လို့ရတဲ့လူမျိုးတွေဖြစ်တဲ့အတွက်ကိုဒါကျွန်တော်ကတော့လာညီလူအကုန်လုံးမောင်းလုံးနှမလုံးမျိုးဟာလာသဘောထားပြီးတော့ဒါကျွန်တော်ကတော့အခုဒါကျွန်တော်ပြောနေတာမနော်အဲ့တော့ဘုံမျက်နှာထုံးမျက်နှာနိုင်နော်ဘယ်လိုလုပ်မှာလဲအဲ့ဒါကျွန်တော်လေးအဲ့ဒါလေးကျွန်တော်မေးချင်လို့နော်အခုတော့အချင်းကြီးကတော့မကောင်းတော့ဘူးဟုတ်လားအချင်းကြီးတော်တော်လေးမကောင်းတဲ့အနေထားကိုရောက်နေပြီတရုတ်ကတရုတ်ကိုအားကိုတော့တရုတ်ကဘယ်လိုလုပ်ပေးမှာလဲနော်အဲ့ဘင်္ဂလားတက်ကဘင်္ဂလားတက်ကတောင်းဆိုချက်ကိုပေးမှာလားဒါဘယ်လိုလုပ်မှာလဲနော်အဲ့ဒါအနောက် အမေရိကန်ကိုအမေရိကန်ကလည်းဟလာမင်္ဂလာတဲ့အကူအညီနဲ့ဟလာမြန်မာနိုင်ငံကိုကျူးကျော်ဖို့ဒါကျူးကျော်တဲ့အနေထားလေးတွေဒါစတင်ပြီးတော့ကြားနေပါလားဟလာအဲ့ဒါလေးလည်းရှိတယ်နော်အနောက်နိုင်ငံကြီးတွေကလည်းမင်္ဂလာတဲ့ကိုထောက်ပံ့ကူညီပြီးတော့မြန်မာနိုင်ငံတွေကိုကျူးကျော်တဲ့အနေထားမျိုးလေးတွေအဲတော်ဝိုင်းနည်းနဲ့ပုံနာမျိုးဖြစ်ဖြစ်တဲ့ရိုက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်နေတာရှိပါတယ်နော်အဲ့ဒါလေးရှိတယ်အခုလည်းတခါမင်္ဂလာတဲ့ကအဲ့လိုမျိုးတနည်းနည်းနဲ့အခုလုပ်နေတယ်နော်အတရုတ်ကိုအကူအညီတောင်းပြီးတော့လည်းအခုအဲ့လိုမျိုးဖြစ်နေပြီ အဲဘယ်လိုလုပ်မှာလဲလို့ကျွန်တော်အဲ့ဒါကိုပြောချင်ပါလားလားကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်ကိုရခိုင်ပြည်နယ်ဆိုတာကလည်းအမတန်မှလာတကယ်ဟိုအမွေအနှစ်တွေဟလာရှေးဟောင်းအမွေအနှစ်တွေတကယ်ကိုချစ်မြတ်လို့ရတဲ့လူမျိုးတွေလည်းဖြစ်တဲ့အတွက်ကိုအဲ့ဒါစောင့်ရှောက်မခံနိုင်ဘူးကိုထုံးမြတ်နိုင်ဘူးလို့ကောက်ွက်မှာလဲကျွန်တော်တို့ စစ်တပ်ကတော့အခင်းဆက်ဆက်ကနေပြီးတော့ဟာလာဒီဘင်္ဂလီလာပါတယ်လည်းတော့မသိဘူးเนาะအဲ့ဒီအဖွဲ့စည်းကျွန်တော်လည်းဒါပြောမယ်ဆိုလို့ရှိရင်တော့မကောင်းဘူးเนาะအဲ့ဒီအဖွဲ့စည်းတွေကိုစစ်တပ်ကနေခင်းဆက်ဆက်ကနေပြီးတော့ဟာလာကာကွယ်လာခဲ့တာပေါ့เนาะကာကွယ်လာခဲ့တာနှစ်ပေါင်းနေလည်းမနေတော့ပေါ့တမိုင်းကြောင့်လည်းသိမှာပါဟာလာအခုကျွန်တော်တို့ဗမာပြည်မလိုလားဘူးဟာလာစစ်တပ်ကမလိုလားဘူးအခုတိုက်ထုတ်တယ်မောင်းထုတ်တယ်ဆိုပါစို့အခုကိုထုံးမြနိုင်တာဝန်ယူထားရရခိုင်ပြည်နယ်ကြီးကိုဘယ်လိုလုပ်မှာလဲဘယ်လိုစောက်ရှောက်ကာကွယ်မှာလဲကျွန်တော်အဲ့ဒါလေးကိုကျွန်တော်မေးချင်တာပါเนาะကျွန်တော်ကတော့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးကျွန်တော်လည်းသိပြီးတော့လည်းမကျွမ်းကျင်ပါဘူးနားလည်းသိနားမလဲဘူးเนาะအဲ အခုအနောက်တကားကြီးကတော့ပွင့်သွားပြီနော်နောက်တကားတော့ပွင့်နေပြီဝင်ပူပဲရှိတော့တယ်ဟိုရိုင်းရိုင်းပြောမယ်ဆိုတော့စကပုံလေးကနည်းနည်းတော့ရိုင်းရိုင်းမယ်နော်အဲ့ဒါခွေးတခုမကအိမ်ခွေးမကောင်းတော့ခွေးတခုကတော့ဆန်းဆန်းဦးနိုင်မှာပဲဒါရိုင်းရိုင်းပြောရင်တော့အိမ်ခွေးမကောင်းတော့ခွေးတခုဆန်းဦးနိုင်တာအဲ့လိုမျိုးဖြစ်နေတယ်လားအဲ့ဒါဘုရားကိုကာကွယ်မှာလားဒါမဲ့ကိုရဲ့နိုင်ငံလားစီစီလုံးလုံးနဲ့ကိုဘလို့လဲဆောင်ရွက်သွားမလားဒါလေးတွေကိုရဲ့မြန်မာနိုင်ငံသားတွေချင်းချင်းအဆုံးချုပ်လည်းမခံနိုင်ဘူးခွဲလည်းမပေးနိုင်ဘူးဟုတ်လားကျွန်တော်တို့ ်ဒါအကြံဉာဏ်ပေးတဲ့သဘောလေးပဲရှိပါတယ်အဲကိုထမင်းနိုင်ဘယ်လိုလုပ်မှာလဲ